ဆိုတာမပြောနဲ့เนาะငွေရတုဆိုတာလည်းမရှိနိုင်ဘူးရွှေရတုဆိုတာလည်းမရှိနိုင်ဘူးစိန်ရတုဆိုတာလည်းမရှိနိုင်ဘူး ပြည်သူမချစ်တဲ့သူတွေကျွန်တော်တို့ရှေ့မှာပျောက်ချင်းမလားပျောက်သွားလိုက်ကြတာအများကြီးပါပြည်သူချစ်ရင်ကြပြီးတင်ပါလိမ့်မယ်ကောင်းပြီအဲ့တော့တော်တော်ကပြည်သူချစ်တော်အမှုပညာရှင်များရေးလိုက်တော့နော်ကျွန်တော်တို့မြန်မာလူမျိုးတွေအထူးသဖြင့်ကျွန်တော်နည်းနည်းလေးအဲဘယ်လိုခေါ်မလဲ ဒေတာဆွဲကြည့်လိုက်အောင်နော်ဒေတာဆွဲကြည့်လိုက်အောင်ကျွန်တော်တို့မန္တလေးသားတွေနက်နက်လေးပြန်ချဲလိုက်မယ်ဆရာကြီးစိုးထုံးရှိနေလို့ကျွန်တော်တို့အညာသားတွေအညာသားတွေကယဉ်ကျေးမှုမှာတကယ်ကိုခိုင်ခိုင်မာမာနဲ့နော်ကိုယ်တိုင်လည်းအကောင်းစားစားသုံးခဲ့ရတယ်ကိုယ်တိုင်လည်းအကောင်းစားခံစားခဲ့ရတယ်ကိုယ်တိုင်လည်းအကောင်းစားကိုဒီနေ့အထိတသတာလွန်းဆွနေရတာလွန်းဆွနေရတော့တချင်းလေးတအေးအေးနဲ့ပေါ့ နော်ကြောင်းသွားတော့လေတခြင်းလေးတေအိမ်မှာဆက်ချုပ်တော့လေတခြင်းလေးတေအေးအေးမိဖို့ကြောင့်လဲဝင်တော့လေတခြင်းလေးတေအေးအေးကလေးပကလွယ်သိတာတောင်မှမိဒီလာကန်းတော့အောက်ကဖားကောက်ခဲ့ပါဖားပါရင်တကောင်းပေးပါမျက်လုံးရဲ့ကြောင်းတောင်းတောင်းနဲ့ဖားကောင်းကသိဒါတမန်ကျွန်တော်တို့အညာကနော်မန္တလေးကဒီလိုမဟုတ်ဘူးစိတ်ကြည်ရအမှန်တော့ရောက်ပြီပါ မိတ်ထီလာဦးလီကန်တော်အောင်စီကဖားကောက်ခဲ့ပါငါဖားပါရင်တကောင်းပေးပါဖားလီပါရင်တော့ရှင်ဦးလီတကောင်းပေးပါမျက်လုံးရဲ့ကြောင်တောင်းတောင်းနဲ့ဖားကောင်းကသေးအေးအေးဒီလိုလာတာကိုအဲ့တော့ဘယ်ကလာတာတော့ဤသူချစ်တော်အမှုပညာတွေများတဲ့ကလာတာဆရာပူကြီးက နော်ရုပ်သိမ်းမင်းသမီးဆရာပူကြီးကနော်သူ့ရဲ့ကျွန်တော်တို့ဇက်ထုတ်တဲမှာတခါတည်းကလေးချော့တဲ့အခန်းဆိုရင်ဖွဲဖွဲရာရာချော့တယ်ကလေးချော့ပေါင်းများစွာနဲ့ချော့ဒါတွေကိုဟလာအမှုပညာရှင်တွေကဇက်ခုံပေါ်မှာရုပ်သေးစင်ပေါ်မှာအငိမ့်ကုံပေါ်မှာ ဆိုလိုက်ကားလိုက်ပြောလိုက်ဆိုလိုက်တဲ့ဟာတွေကိုကျွန်တော်တို့တာမန်သူတွေကနားထဲမှာစွဲသွားပြီးတော့ဒါတွေကိုပြန်ပြီးတော့ကျွန်တော်တို့ရှင်တွေကဖွင့်အပ်ကျွန်တော်တို့လည်းငငယ်ကတချင်းနေနဲ့ပတ်သက်ပြီးတော့တဲတော့မစိမ့်လားဘာကြောင့်လဲဆိုတော့မန္တလေးမှာကရက်ွက်တိုင်းကရက်ွက်ဒီဝိုင်းလေးတွေရှိရက်ွက်ဒီဝိုင်းလေးတွေရှိတော့เนาะကျွန်တော်တို့ဝါတွင်းဝါများဝင်ပြီဝါဆိုလာပြီ မတန်ငင်ရောက်လာပြီဆိုတာနဲ့တပြိုင်တည်းထဲဓမ္မယုံထဲမှာတိမ့်စီထားတဲ့မောင်ဆိုင်လေးဆေးတုပ်လိုက်ဒိုးစခွန်လေးကိုခါတဲ့တရေပြန်ချက်လိုက်ဒုတိယပစ္စည်းလေးပြန်ဆင်ပြီးတော့တီလုံးတိုက်ကြတော့နော်ငွေစမ်းရောင်မြူရှဲကူလေးကြည်နူးအေးမြတီရာရင်အေးမြတီရာရင်အမလီထက်တရလန်ကျွန်တော်တို့ငငယ်တဲ့အချားဘူးလားကျွန်တော်တို့ကလည်းနောက်ကလည်းနောက်ကလိုက်အော်တာဂျိုင်စီလိုင်းစီဘာမှတော့မသိဘူးပေါ့ဗျာအဲ့တော့အဲ့လို ဘလားတချင်းလေးတွေဆိုနေရကခုနှစ်တန်းရှစ်တန်းနော်ခုနှစ်တန်းရှစ်တန်းရောက်တော့အကိုဝမ်းဝဲဆက်ချုပ်တဲ့နားလေး तू ကလည်းတချင်းလေးတွေအင်းနဲ့ဆက်ဆက်ဆက်ချုပ်တာနော်တချင်းလေးကလည်းတခါတည်းတငိမ့်ငိမ့်နဲ့ဆက်ချုပ်တော့ तू ပဲဆက်ချုပ်တဲ့နေရသွားရင်းနဲ့အနားမှာရှိတဲ့စာအုပ်စာအုပ်ကလည်းအဟောင်းကြီးစုံနေတာအဖုံးတောင်မရှိတော့ အဖုံးမရှိတော့အောက်ကနောက်ကျောလဲနောက်ကျောလဲမရှိတော့အစာလည်းမပါဘူးအဆုံးလည်းမပါဘူးအလဲကောင်းနေဝချမ်းများနဲ့မြက်ပြီးတော့ကျိုးနဲ့ချုပ်ပြင်းနာနဲ့စာအုပ်လှန်ကြည့်တော့အမလီအဲ့ဒီကြမ်းမှာဗန္နာရိုက်သွားတွေ့ကျွန်တော်တို့ဆိုခဲ့တဲ့တခြင်းဒီစာအုပ်ထဲမှာဒီတခြင်းတွေကိုတခြင်းစာသားသာမကဘူးတခြင်းပြုတ်ပတ်တွေလည်းပါလာတခြင်းဘယ်လိုဟလာကြီးခဲ့တယ် ဘယ်ကနေဘသူကဘလို့ရေးခဲ့တာဘသူကဆိုတာဘယ်မင်းသမီးဘယ်အငိမ့်မင်းသမီးကဆိုတာဘယ်ဇမင်းသားကဆိုတာတကယ်ဘာနာရာကြီးတွားတွေ့တော့အဲ့ဒီစာအုပ်တဆိုင်မဲမဲဖတ်ရတယ်ဖတ်လိုက်ရတော့ကျွန်တော်တို့မန္တလေးမှာကတကယ်အခိုင်အမာကြီးဟိုတော်တော်ကနော်တော်တော်ကပြည်သူ့စစ်တော်လူပညာရှင်များစာအုပ်ဖွင့်လိုက်တာနဲ့တပြိုင်တည်းနံပါတ်1 chapter နံပါတ်1 နော်မထွန်းလေးအကြောင်းရေးလိုက်တာနဲ့တပြိုင်တည်းထဲဘလောက်ထိတော်တော်ကလည်းပြောလိုက်လေဆိုတော့တရင်ကြီးသည့်မင်းသမီးမထွေးလေအမလီတရင်ကြီးတဲ့မင်းသမီးမထွေးလေမထွေးလေကျွန်တော်တို့မမိဘူးပေါ့ဘယ်မိမလဲနော်ရဏဘုံခစ်ကမင်းသမီးနော်တီဝုံးပြင်ပါတော်မမိခင်တဲ့ကထင်ရှားခဲ့တဲ့မင်းသမီးဒီမင်းသမီးကိုခေါင်းစဉ်နဲ့ဖမ်းစားလိုက်တာကတရင်ကြီးသည့်မင်းသမီးမထွေးလေ မထုလေးကိုအကြောင်းပြုပြီးတော့တော်တော်ကမန္တလေးသဘင်ခစ်ကို၄ဘိုင်းပိုင်းပြလိုက်နော်မန္တလေးသဘင်ခစ်တော့သဘင်ခစ်ကမန္တလေးသဘင်ခစ်ဘာလို့မန္တလေးသဘင်ခစ်တာတော့ပကံပင်ရအင်းဝကုံမအမလေးခစ်တဲ့အမျိုးမျိုးအမျိုးမျိုးပြောင်းပြောင်းလာလိုက်ကြတာနောက်ဆုံးဟောဒီမန္တလေးတောင်ချေကရတနာဘုံမန္တလေးနေပြည်တော်ကြီးထူထောင်လိုက်တဲ့အချိန် 1922ခုနှစ်အုတ်ကြည်ကျော်အေးမန္တလေးဆိုပြီးတော့ထူထောင်လိုက်တဲ့အချိန်ပြစ်စမသင်္ဃာယရနာတင်ပြီးအမျောမြင်ကြီးတဲ့မင်းနှုံးဘရင်ကြီးရဲ့အဝန်းအဝိုင်းအတွင်းမှာ ရှောင်းလာတဲ့အမှုပညာရှင်တွေကဆရာကြီးရှင်ဘရင်ပစိုးပိုးတွေပေါ့ဘယ်နဲ့ချီခင်တွေဖြစ်ရမှာလို့ဘယ်နဲ့နနန်ဆက်တွေဖြစ်ရမှာလဲပိုးတွေဆိုတော့ဖြစ်လာလိုက်တဲ့ဝိညာဉ်လာလိုက်တဲ့အမှုပညာရှင်တွေကတကယ့်ကိုပညာရှင်အစ်စ်တွေ ီပညာရှင်အစ်စ်တွေစီကเนาะပညာရှင်အစ်စ်တွေစီကကျွန်တော်တို့ဆရာကြီးမြို့မငယ်ကဒီကမြို့မဒုရယာအသိကြီးရဲ့ teacher song နတ်သားကြီးတစ်ပါးဖြစ်တဲ့နော်ကိုအောင်လင်း teacher song နတ်သားကြီးတစ်ပါးဖြစ်တဲ့ဆရာကြီးမြို့မငယ်ကစိမ့်ပေတာညှော်မိနေတာတဲ့ နော်ကျွန်တော်တို့ရှေ့တော်ပြေးဝင်းမြောက်ပေါက်28လမ်းမြို့မှန်ကြီးငွေတဲ့အိမ်ကအနောက်ဘက်ကစိန်ပေရာကြီးအိမ်ကအရှေ့ဘက်ကစိန်ပေရာကြီးတီးသမျှတီးလုံးတိုင်းဆိုသမျှအဆိုတိုင်းနော်တန်စင်တိုင်းမြို့မှန်ကြီးကနားထဲမှာဆွဲနေလို့စိန်ပေရာညုံမိနေတာမြို့မှအတန်တွေကစိန်ပေရာအတန်တွေဟောဒီကရွာသားကြီးစိန်တွင်းလေးနဲ့တိုက်တူခင်များလုံး ရဲ့ဟလာကျေးဇူးရှင်ဖခင်ကြီးစိန်မောင်လွင်ကစိန်ဘေရာရဲ့မျိုးဆက်တစ်ဆက်နော်စိန်ဘေရာကကြတော့ဘဲကတော့ဇရဏဘုံနန်းတွင်ကြီးတွေကရှင်ဘင်းပစိုးပိုးတွေကပိုးတကွင်းပေါ့နော်အမွေကြီးကနော်ရလာလိုက်တဲ့အမွေကြီးကနင်းနေတော့တော့မဟုတ်ဘူးနော်အင်မတန်ကိုတန်ဖိုးကြီးတဲ့အမွေကြီးကုသိုလ်ကောင်းလို့ရတာ ဒါကိုမပစ်ပယ်ကြပါနဲ့ကုသိုလ်ကောင်းလို့ရကထားလိုက်တော့ပထမသပင်ခေမယင်းတော်မဆင်ကိုတဲ့ယင်းတော်မာလီပောက်တဲ့သေးနော်ကြက်သားဟင်းနှမွေးအမလီယင်းတော်ယင်းတော်မာလီတို့ကလည်းနာမည်ကြီးလိုက်တာနော်ကတော့ပါရဲ့သူပောက်တဲ့ခြင်းငယ်တော်မှာကြက်သားဟင်းနှမွေးနော်မဆင်ကိုနာမည်ရမချင်းမြင် ရနောင်မမောင်တို့ဓာတ်ထလိုက်ပုံကမင်းသမီးမှန်သည်များသူ့လက်ကလွတ်တဲ့ကိုမရှိဘူးမဆင်ကိုကိုလည်းဆင်းနေခိုးပြီးတော့ပြေးခဲ့လို့မဆင်ကိုနော်မရင်တော်တို့မဆင်ကိုတို့ပထမသဘင်ခေပညာရှင်ကြီးတွေဒုတိယသဘင်ခေကြတော့ကသူတွေဖြစ်လာလဲဆိုတော့မှတ်ထွေးလေးတို့ဆရာပုတို့ကဒုတိယသဘင်ခေတတိယသဘင်ခေကြတော့ဒေါ်ဩဘာတောင်းတို့လေးပါးဒီမမြတ်ရင်တို့နော်မြတ်ချေချင်းမန်ငွေမြိုင်တို့ဥက္ကလာအေးကြီးတို့က တတ္တရသဘင်ခေဒေါ်တော်ပြည်သူချစ်တော်အမှုပညာသည်များ ရေးသားတဲ့1964ဝင်းကျင်မန္တလေးပန္တရာကသရုတ်ထသဘင်ခေမျိုးဆက်ကြီးရနော်ရေတောင်းမြကြီးကနေမှလာလိုက်တဲ့မျိုးဆက်ကြီးကကြောက်ခမန်းလေးလေးကြီးပထမသဘင်ခေဒုတိယသဘင်ခေတတိယသဘင်ခေသရုတ်ထသဘင်ခေပန္တရာကနေမှမန္တလေးပန္တရာကနေမှသရုတ်ထသဘင်ခေဟောဒီမန္တလေးပန္တရာကနေမှစိန်တင်းလွင်ပွင့်ခွာခဲ့တာ မန္တလေးပန္နယခင်မြလူမူဖွားတာမန္တလေးပန္နယခင်ဝင်းလူမူဖွားခဲ့တာမန္တလေးပန္နယကထေထင်းမြင့်မူဖွားခဲ့တာခစ်ကောင်းခဲ့တုန်းကနော်သူတို့လည်းပြီးရောမန္တလေးပန္နယမျိုးဆက်ကိုဖျက်တက်လိုက်အမေလူတူတော်မာရဲ့သရုတ်ထသဘင်ခစ်နောက်ပိုင်းပြင်စမသဘင်ခစ်ရဲ့ဒီဘက်ဖျက်ပလိုက်တယ်နော်ခင်မကောင်းတဲ့အချိန်မှာ မန္တလေးသဘင်ခေပြက်သွားပါပြီကျွန်တော်ဒါနောက်ဆုံးလက်ကျန်နေဘူးเนาะရွာသားကြီးအသက်မငယ်တော့ဒေါခင်မြလွေလူပြိုသေးကျွန်တော်မှဒေါခင်ဝင်းတွေလူပြိုသေးဒေါ်ထေးထေးမြင့်လူပြိုသေးတိုးတော်လဲစိတ်ဆောင်နေလို့သာအရွယ်တန်းတွေက60ကျော်80တွေရောက်ကုန်ပြီနောက်ဆုံးအတုတ်တွေသူတို့မရှိတော့ရင် မန္တလေးသဘင်ခေပြီးပြီเนาะတကယ်တမ်းကျွန်တော်တို့ လိုအပ်နေတာက10ဘီလီယံတန်နဲ့ယဉ်ကျေးမှုအမှုပညာစင်တာကြီးလည်းမဟုတ်ဘူးသိန်း300တန်နဲ့ရေပန်းကြီးလည်းမဟုတ်ဘူးတော်တော်ပြောခဲ့တဲ့ပထမသဘင်ခေဒုတိယသဘင်ခေတတိယသဘင်ခေသုတ္တသဘင်ခေပြင်စမသဘင်ခေစတ္ထမသဘင်ခေတတ္တမသဘင်ခေနော်ဒီခေကြီးကို ပြန်လဲမွေးပွားတန့်စင်ဆွဲဆံဖို့တာဝန်ကျွန်တော်တို့မှရှိလာပြီ ပြီးခဲ့တဲ့လွတ်တော်၅နှစ်သက်တမ်းเนาะ2010ကနေ2015ကြိတ်မိတ်ပြီးတော့ကျွန်တော်တို့မဲပေးလိုက်တဲ့မန္တလေးအမှတ်ဒီ၅နှစ်အတွင်းเนาะအင်မတန်စကားကြွယ်ပါတယ်လို့ထင်ရှားခဲ့တဲ့မန္တလေးကတက်သွားတဲ့အမှတ်တွေဘယ်လွတ်တော်မှမှဘာသာမှမကြားခဲ့ရမန္တလေးအကြောင်းဘာတစ်ခုမှမတောင်းဆိုခဲ့ဘူး မန္တလေးကိုဘာတစ်ခုမှမကာကွယ်နိုင်ဘူး။ကောင်းပြီ။တနေ့မနေ့ကကျွန်တော်တို့ထပ်ပြီးတော့မဲတွေပေးလိုက်ပြီ။ဒီအမတ်တွေနော်ဒီကိုယ်စလဲတွေအမေလူတို့တော်မရဲ့ပြည်သူချစ်သောအမှုပညာတဲ့များ ပြန်လဲပေါ်ထွန်းလာမဲ့မန္တလေးရင်ကျေးမှုကမှလှဲ့မကြည့်ဘူးဆိုရင်2020တွားပြီတော့ကျွန်တော်ပြောသလိုပါပဲ။ သိန်း300တန်းရေပန်းမလို့ဘူး10ဘီလီယံနာနော်အမှုပညာစင်တာတွေတမလာကြီးနဲ့အတူပနေရိုက်ဆရာမလို့ပါဘူးကျွန်တော်တို့လိုအပ်နေတာအနှစ်တွေပါအကာမဟုတ်ပါဘူးဒါတော့ကောင်းပြီမှတ်ထွန်းလေးကဘယ်လိုမင်းသမီးလဲမြေဝိုင်းခင်မှာနော်ထင်ရှားတဲ့မင်းသမီးအဲ့ဒီကနေမှဇက်ခုံဘော်ကိုပထမဆုံးစပြောင်းတဲ့ဇက်ခုံစနစ်ကိုတော်လှန်ခဲ့တဲ့မင်းသမီး မြေဝိုင်းကနေဇက်ခုံကိုစတယ်ဘယ်လိုမင်းသမီးလဲအင်မတန်မင်းသမီးခဲပါလာတဲ့မင်းသမီးရက်တာတောင်မှနော်မင်းသမီးတလက်ရက်တာတောင်မှတာမန်အရက်သူတယောက်ရက်တယ်လို့မျိုးမဟုတ်ဘူးတဲ့ဘဲချီတော်လေးကိုကိုေးပြီးတော့ညာချီတော်လေးကဟလာမတိမတာလေးဖွားလေးကိုနောက်ပြစ်ပြီးတော့ဟန်ပါပါရက်တဲ့မင်းသမီးမင်းသမီးကဲအလွန်ပါလာတဲ့မင်းသမီးမထွေလေးနာမည်ကြီးတာကကိန်းနရာရင်ခွဲအက ။ဟိုတွေးမယ်နော်ဇက်မြခင်းပြီဆိုရင်ဂိန်းဒီဂိန်းနေရာတွေပြန်ဆင်းလာတဲ့နော်ကံမာရေကသမြူးတူးကြတဲ့အချိန်မှများဂိန်းဒီဂိန်းနေရာအဝတ်စားနဲ့မထိုးလေးများထွက်လာပြီဆိုရင်ပွဲကင်းတကွင်းလုံးတစ်ခါတည်းအကြံမကြားရတော့အောင်ငြိမ်သက်ပြီးတော့မထွေးလေးရဲ့ဂိန်းနေရာအကမှနင်းမျောသွားတယ်။တို့တော့ဘလို့သုံးသက်ပြလဲနော်မထိုးလေးဂိန်းနေရာကတာများဆိုရင်တဲ့လေရန်လေးကိုမော့ပြီးတော့ကိန်းနေရာကတကယ့်ကိုနော် ငှက်တွင်ပြန်ကြွမတက်တော်ကတာမျိုးဒီဘက်ခက်ကလို့ကိန်းဒီယာဟလာတောင်မန်ကြီးလက်မှတ်တက်ပြီးတော့တပြန်ပြန်ရိုက်ပြီးတော့ခုံကနေတာမျိုးမဟုတ်ဘူးဟောဒီလိုပြောတာနော်ဒီလိုပြောတာအဲ့တော့ကျွန်တော်တို့မန္တလေးတရင်ကျွတ်ဖျားပွဲတွေတစောင်းမုံကထိန်ပွဲတွေအငိမ့်နေကြည့်ကြလို့တစ်ခစ်တစ်ခါကတော်တော်ပြောတဲ့သရုတ်ထသဘင်ခစ် နော်ဒီဘက်ကေသမသမင်ခစ်လောက်ရောက်လာတဲ့အခါတုန်းကအငိမ့်နေကြီးကြတဲ့အချိန်ဒီလိုအချိန်ပေါ်အငိမ့်နေကြီးနေကျွန်တော်တို့ဟလာလူယိုလေးတွေရတဲ့အခါနောက်ကကွန်ရဆိုင်နားလေးရနေမှာကွန်ရလေးဝယ်စိတ်လေးလေးဝယ်ပြီးတော့ဟိုးအငိမ့်စင်ပေါ်ကရှေ့ရွယ်မင်းသမီးကနေတာကြည့်ရှေ့ရွယ်မင်းသမီးကဘယ်ရောက်ခေါ်လာတာလဲဆရာမဒေါ်သမီးအောင်ရေဟိုကျွန်တော်ဟိုပေါ့ရန်ကုန်ကခေါ်လာတယ်နော်ဆရာမတော့ကြောက်ပါ့ယ်နော်ရန်ကုန်ကခေါ်လာရှေ့ရွယ်မင်းသမီးကရန်ကုန်ကခေါ်လာတော့ဘလို့ကတော့တပြန်းပြန်းခုန်ကနေတော့ တပြန်းပြန်းခုံကနေတော့ဒီကကွန်းရရောင်းတဲ့မိမကကွန်းရရရင်းတဲ့နော်အမလေးတော်မင်းသမီးကလည်းကန့်လိုက်တာခါမပါဘူးဆိုတာမင်းသမီးကတာခါမပါဘူးလို့ကွန်းရတဲ့ကပြောနိုင်တဲ့မန္တလေးမင်းသမီးခါမပါဘူးဆိုတာနော်တိတ်ကူနည်းနည်းတယ်နော်နော်မင်းသမီးခါမပါဘူးဆိုလို့ဒီခါကြီးပြောက်သွားတာမဟုတ်ဘူး ခေါင်းခါချီလက်ဤလေးချက်မပြက်เสียရသူခုမှာ